ီကနေ့မှာတော့ဘိုးချပြုခင်ရဲ့လုံးဝစိတ်မကောင်းစရာသတင်းပေါ့လေဘိုးချပြုခင်ကတော့တနင်္ဂနွေလုံးဝပြည်သက်တွေလည်းတည်ချပါရီအခက်ခဲကြုံလာတိုင်းမှာလည်းဒါစိတ်အေးနဲ့အမှန်တရားဘက်ကနေရပ်တည်ပြီးတော့ဟိုဘသူမျက်နှာမမလိုက်ဖြည့်ရှင်းတတ်တဲ့သူပါဘိုးနေ့ကလည်းဝန်ထမ်းကောင်လေးကို သူ့ရဲ့ယောက်ျားကနော်ဝန်ထမ်းကောင်လေးမှလည်းသူချာချာအပြစ်ဘာမှမရှိပဲနဲ့သူ့ရဲ့နော်ဒီသူ့ယောက်ျားနဲ့ပါလာတဲ့ကလေးမလေးကို TikTok sorry ခါမှာ ဆိုင်ရဲစည်းကမ်းရာမပါဖို့အတွက်ပြောရင်းနဲ့မှအကောင်မလေးကမခံနိုင်လူသူဖေကိုသွားပြောရင်းနဲ့မှအထူးခံရတယ်ပေါ့လေအေကိစားနဲ့ပတ်သက်ပြီးတော့လေပူချပြခင်ကနှစ်ဖက်လုံးအဆင်ပြေသွားအောင်ဒါတနိုင်ကန်လုံးကတော့ပူချပြခင်တို့ဆိုင်ကိုဝိုင်းကွက်လုပ်ဖို့တော့ဂျန်ယူနေတဲ့အချိန်မှာအစိုးရကနေအကောင်ပေါ့လေပြည်သူတွေရဲ့အချစ်ကိုပြန်လေရရှိအောင်ပူချပြခင်ကစွမ်းဆောင်ပြနိုင်ခဲ့တာဖြစ်ပါတယ် ဒီနေ့တွေ့တဲ့မှာလေပို့ချပြီးခင်ကအများဆုံးသောဒုက္ခတွေတွေ့ရဲနော်မန္တလေးမှာငလင်လာတဲ့ကိုဝင်ကြီးနဲ့ဗျာသူခင်ဗျာပါနော်တနာဘူးကောင်းတယ်ကာမဲအကောင်းဆုံးကြော်ဖြတ်နိုင်ခဲ့တယ်နော်ဒီတိယနေနဲ့အဆိုင်ဝန်ထမ်းကောင်းမလေးက3300ကျော်ကိုဒါကျွန်တော်တို့ဆိုင်ရင်ပစ္စည်းတွေကိုသွားတဲ့အကိစ္စမှာလေဆိုင်ရင်အဲ့ဒီကောင်းမလေးကိုလည်းလုံးဝမနစ်နာစေအောင်မင်းမသားချင်းကိုချင်းစားလို့နော်ဒီခါကျတော့အဲ့ကောင်းမလေးမှာအဖေးမရှိတော့ပို့ချပြီးခင်မလေးအဖေးမရှိတော့ဒီခါကျတော့ကိုချင်းစားရဲ ော်ဒါမိမသားချင်းမလုပ်ရဘူးเนาะမလုပ်ရတဲ့ခါကျတော့ကောင်းမှုမဖြစ်ရှင်းနေเนาะဟိုနောက်ဆုံးမှပြစ်စီပြန်ရတယ်ပြန်ရတော့လူကဘာမှမလုပ်ဘူးဒီတိုင်းလှုပ်ပေးထားတယ်เนาะတော်တော်လေးကိုဒါဘယ်လိုစိတ်ထားပြည့်စုံနေပေါ့เนาะဒါကြောင့်အကူထုံးဟာဆိုရင်တော်တော်လေးကိုကန်ကောင်းနေပြန်เนาะဟိုအကူထုံးကပထမအိမ်ထောင်เนาะတည်ဆုံသွားတယ်တည်ဆုံသွားတဲ့အခါမှာမင်းမီးကြီး ဟိုဘယ်လိုပြောမလဲမင်းသမီးကြီးလို့မပြောရရင်တော့เนาะ MRTV မှာဆို MRTV 4မှာဆိုထိတ်တန့်မင်းသမီးတယောက်ဖြစ်တယ်ပို့ချပြခင်ကเนาะရခဲ့တယ်ဆိုတော့ကိုထုံးကမြို့အောင်နေเนาะနှစ်နှစ်အတွင်းမှာကလီနီယာရရတယ်စီဝါလေးကောင်းလေပို့ချပြခင်နဲ့ယူပြီးမှစီဝါလေးပိုတက်လာတယ်เนาะ ဒီလိုအချိန်မှာပဲနော်အခုဟိုရောက်ချာဖြစ်တဲ့အခုထုံးမပေါ့လေလုံးဝကိုဆိုင်ဝင်ထမ်းကောင်းပါလေးနဲ့အခုလိုမျိုးနော်ကိုရင်းကိစ္စတွေပေါက်ချလာဖြစ်တဲ့အတွက်ဘိုးချာပြုခင်ကတော့ဘလိုမျိုးဖြည့်ရှင်းမလဲပြည်သက်တွေကတော့တော်တော်လေးကိုစိတ်ဝင်စားနေကြပြီဘိုးချာပြုခင်တော်တော်လေးကိုစိတ်မကောင်းဖြစ်နေကြပြီလေဖြစ်ပါတယ်နော်